တန့်စီကန်နူးမရွာလေချောင်းတိုက်ခိုက်မှုခုနှစ်ယောက်တည်ပြီး၁၂ယောက်ဒဏ်ရာရစက်တင်ဘာ26 2025။စကိုင်းတိုင်းတန့်စီမြို့နယ်ထဲကဖိဖာထိန်းချုပ်ထားတဲ့ကန်နူးမရွာကိုဒီနေ့စက်တင်ဘာ26ရက်နေ့မနက်ပိုင်းမှာလေချောင်းကနေဘုံကျဲတိုက်ခိုက်ခံရပြီးခုနှစ်ယောက်တည်ဆုံးက၁၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့မနက်7:00နာရီခွဲလောက်မှာကန်နူးမရွာရှိ73စီအယောင်းဆိုင်နဲ့စားတောက်ဆိုင်ပေါ်ကိုလေချောင်းကျဲချခံရတာဖြစ်တယ်လို့သိရပါတယ်။ ကလူမဘက်ကငြိမ်နေတာကြာပြီးငြိမ်နေတော့ပြန်ပြီးစီကားလာတယ်ဆိုပြီးတရားလို့စိုးရိမ်နေတာအခုတော့လေချောင်းကျဲခံရတဲ့တရားတလောက်ခုနှစ်ယောက်သေးတယ်တေဆုံးတူထက်တိုးနိုင်တဲ့အခြေအနေရှိတယ်လို့လည်းမြေပြင်ကပြောပြချက်အရာသိရတယ်လို့စစ်ဆောင်အရေးကူညီနေသူတယောက်ကပြောပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာလည်းဒဏ်ရာပြင်းထန်သူတွေရှိနေတာကြောင့်လက်ရှိမှာဆေးဝါးကုသမှုခံယူနေကြောင်းတေဆုံးသူတွေထဲမှာအမျိုးသားတွေများတယ်လို့ကနူးဤသတင်းအရသိရပါတယ်။ လူသေးဆုံးမှုအပြင်နေအိမ်အချို့လည်းမီးလောင်ပျက်စီးမှုရှိတာကြောင့်မြေပြင်ရှင်းလင်းရေးလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်။ကန်ဒူးမရွာမှာနေမြေရဲစခန်းရှိပြီးပြည်သူတွေက2024ခုနှစ်မတ်လမှာကန်ဒူးမရွာကိုထိန်းချုပ်ခဲ့တာဒီနေ့ထိဖြစ်တယ်လို့သိရပါတယ်။ ကလူးမရွာကိုထိန်းချုပ်နိုင်ဖို့အတွက်ဖရီက2024ခုနှစ်ဖေဖော်ဝါရီလမှာနေမြေရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့ပြီးစခန်းကိုမိရှုဖျက်ဆီးခဲ့ကြောင်းအဲ့ဒီနောက်နလအဖက်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်တေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။ကလူးမရွာတိုက်ပွဲမှာထုနဲ့စစ်တပ်နှစ်ဖက်လုံးမှာအကြအဆုံးတွေရှိခဲ့တယ်လို့အရတားထိခိုက်တေဆုံးမှုနဲ့နေအိမ်အဆောက်အဦထိခိုက်ပျက်စီးမှုလည်းရှိခဲ့တယ်လို့သိရပါတယ်။ 2024ခုနှစ်ဇန်နဝါရီ4ရက်ကလည်းတန်းဆယ်နဲ့ကျွန်းလာမြို့နယ်အကြားစိမ့်နှန်းကြီးရွာလေးချောင်းတိုက်ခိုက်မှုကြောင့်လူ9ဦးသေဆုံးခဲ့ပါတယ်။